ညာတကောင်ကြီးအေးရပေါ်မှာလဲနေမဲ့အစားမိုးရွာတဲ့နေမှာအပန်းဖြစ်စကန်ချားတဲ့အပိုင်းကိုကြည့်လိုက်ရအောင်ဒါကအိတ်မပြော်တဲ့သူတွေအတွက်တော့တရင်ကောင်းပါပဲကြည့်ပြီးသွားတဲ့အခါတေချာပေါက်လူကြီးမင်းကိုနှစ်နှစ်ချက်ချက်အိတ်ပြော်သွားစီမှာပါဒီနေ့တော့ကျွန်တော်မှန်းလိုက်မယ်နော်လူကြီးမင်းရဲ့ညာဘက်ခြေထောက်ကတေချာပေါက်ဘေဘက်ခြေထောက်ပေါ်မှာတင်ထားတယ်မှန်းတာမှန်တယ်ဆိုရင်မှန်လို့ပဲအကယ်၍မှားတယ်ဆိုရင်ညာဘက်ကကွန်မန်မှာမှတ်ချက်လေးရေးပေးခဲ့ပါဟုတ်ပြီခင်ဗျာအများကြီးထက်မပြောတော့ဘူးကျွန်တော်တို့ဒီနေ့ရဲ့အိတ်ရဝင်ပုံမြင်လေးစီကိုတိုက်ရိုက်သွားလိုက်ရအောင်ဝါတဲ့လာတဲ့တယောက်ကြားဟာဆိုရင်မမောင်လို့ခေါ်ပါလေ ဘိုးတဲကြီးမဲကြီးရွာတဲ့အခါစိတ်ဖြစ်စီမှုတွေပြပြအောင်အဖမ်းဖြေရတာကြိုက်တဲ့သူပါမကြခင်မှာဘိုးတဲကြီးမဲကြီးရွာမယ်လို့ခံမှန်းထားတာရှိပါတယ်ဒါကြောင့်မမောင်ကမိုးမရွာလာခင်မှာလေမိုးတန်ကာကွယ်နိုင်မယ်အမိုးကကိုစောက်ဖို့လိုအပ်နေပါတယ်အခုတွေးနေရတဲ့ဝက်လုံးတိုင်တွေကမိုးကလှုပ်ဖို့ကုန်ကျန်းနေပဲဖြစ်ပါတယ်တင်းတော်တဲ့အလျာအရှိလိုက်ဖြတ်တော့ပြီးအလဲကနေတင်းတော်တဲ့အရွယ်အစားလိုက်ခြေပေါက်လေးတွေဖောက်ပါတယ်ဝါးတိုင်နှစ်တိုင်ကိုကြက်ချီကပုံစံအတူတူချီပါတယ်နောက်ဆုံးမှာတော့ကြီးနန်းကျိုးကိုတုံးပြီးတော့ဖောင်ဒေးရှင်းခိုင်ခန့်တည်မြဲအောင်တက်ဆင်လိုက်ပါတယ် မိုးကြီးရွာထားလို့ဘွတ်ထားနေတဲ့မြေကြီးအတွက်ပါစဉ်းစားရတယ်။ဒါကြောင့်အမိုးအကရဲ့ foundation ကဦးစားပေးအရေးကြီးဆုံးပဲ။မဟုတ်ရင်တော့အမိုးကပြောကြတာကိုဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။တကားအပြင်မှာပိတ်လောင်ခံထားရတဲ့တပေးတရားဖြစ်တယ်။ဝါရဲ့အဆက်တန်းကိုတေချာရွေးချယ်ပြီးတသားတို့နေဆက်တလို့ပုံစံမျိုးစောက်လိုက်မယ်။အလောက်ကိုစောက်ချလုံနေတဲ့မမောင်ကမိုးတဲကြီးမဲကြီးရွာနေတဲ့ခန်းစားချက်ကိုအယံသဘောကြတယ်။မိုးတဲပြီးရွာနေတော့မြေပြင်မှာရေအိုင်းတွေအများကြီးဖြစ်နေတတ်တယ်။မမောင်လေးမြေကြီးမှာရေနှုတ်မြောင်တစ်စင်းတူလိုက်တယ်။ ဒါမှလည်းဒီစုနေတဲ့ရေတွေကချော့ချော့မုံမုံနဲ့ဆင်းနိုင်မှာဖြစ်တယ်။မိုးကြီးလေကြီးတိုက်ပြီးမကြပါဘူး။ကောင်းကင်ကကြည်လင်လာပါလေ။ဒီလိုအပူပိုင်းမိုးတစ်တော်တွေကအစိုးမရတဲ့ရာသီဥရုကိုပါဆင်စားပြီးမမောင်အမိုးကကိုအမြန်ဆောက်ဖို့လိုတယ်။မမောင်ဟာဒီလိုအင်ပတန်ကြီးတဲ့ဘိန်လိုမျိုးစုစုပေါင်းနှစ်ခုလုံးလိုက်ပါလေ။ပြီးတဲ့အခါမှာတော့အပေါ်ကနေဝါတိုင်တွေနဲ့မြေအောင်တက်တယ်။ပုံစံကအမိုးကတစ်ခုလုံးရဲ့ frame ပုံစံဖြစ်လာပြီးနောက်ဆုံးမှာတော့ frame ကို foundation အောက်ခံခုံပေါ်မှာမြေအောင်တက်လိုက်တယ်။မိုးရံကိုစင်စားပြီးအမိုးအကာကိုမမောင်ကအရင်ဆုံး plastic 8ဒေါ်လာဖုံးဖို့ဆုံးဖြတ်လိုက်တယ်။ အမိုးအကာအတွက်မိုးကြီးရဲ့ဒဏ်ကနေကာကွယ်ပေးပါလေအပူပိုင်းမိုးသစ်တော်မှာဝါကုအမိုးကာဆောက်တဲ့နေရာမှာတုံးနိုင်ရုံသာမကသူတို့ကိုတင်းငယ်တဲ့အပိုင်းလေးတွေဖြစ်အောင်ပိုင်ပြီးအမိုးကာရဲ့လေဝင်နေတဲ့အပေါက်တွေကိုဖားတဲ့နေရာမှာလည်းတုံးလို့ရပါသေးတယ်အခုအချိန်မှဆိုရင်အမိုးကာတစ်ခုလုံးလူနေလို့ရတဲ့အနေအထားကိုရောက်နေပြီပဲဖြစ်ပါတယ်မမောင်ရဲ့ပြောင်ပြောင်တဲ့လက်ရာတစ်ခုဖြစ်ပြီးရိုးရိုးရှင်းရှင်းနဲ့မိုးရွာကြီးထဲမှာအပြည့်စုံဆုံးသောခိုးလို့ရနေရာလေးပဲဖြစ်ပါတယ် ဒီလောက်နှွေထွေးနေတဲ့အမိုးကားလေးကိုပြင်းထန်တဲ့မိုးကြီးရဲ့ဖြက်စီးမဲ့ရံကားနဲ့ကာဝယ်ဖို့အတွက်မမောင်ကထန်ရွက်ကိုအသုံးပြုပြီးအပေါ်ကနေအုပ်မိုးလိုက်ပါလေဒီလိုနဲ့ပလတ်စတစ်အုပ်ထားတာကိုလေကြီးမိုးကြီးတွေရဲ့တံမတိစေဖို့ကာကွယ်ပေးထားသလိုဖြစ်ပါလေနောက်ဆုံးအနေနဲ့အမိုးအကာမှာမြင်းလေးတစ်ခုချိတ်ဆွဲပေးလိုက်ပါလေဒီလိုနဲ့မြို့ပြမှာရှိတဲ့အိမ်မက်ထဲကအိမ်လေးဖြစ်လာပါလေကိုကိုကိုတန်ရှင်းပြီးတင်းတော်တဲ့အဝတ်စားတစ်စုံလဲလိုက်တယ်ကိုကိုတိုင်ဆောက်ထားတဲ့အမိုးကားတွေကနေမိုးကြီးရဲ့တက်တောင့်တက်တာဖြစ်မှုကိုခန်းစားလိုက်တယ်ဒါကလုံးဝမမောင်အတွက်ပျော်စရာအကောင်းဆုံးအချိန်ပါပဲ။ အားလန့်နေတဲ့အချိန်မှာရင်းနှီးအိုးတိုးတည်ထားတယ်။ကိုယ်ကြိုက်ဆုံးဖြစ်တဲ့အမေရိကန်တို့တစ်ခွက်ထဲကိုရေးထည့်ပါတယ်။ဒီနေ့ရညစာတွေကိုအသင်လောက်ထားမယ်။အထဲကိုကြောက်တလုံးဖောက်ထည့်တယ်။စားရတာကမဝဘူးဆိုပေမဲ့လေမမောင်အတွက်ကတော့အထူးကျဉ်းနှံစရာကောင်းနေပါတယ်။စားလို့တောက်လို့ပြီးပြီဆိုရင်အဲ့ရကိုတေချာခင်းလှည့်လျောင်းပြီးရင်အိမ်မက်လက်လက်လေးမက်လို့ရပြီပဲဖြစ်ပါတယ်။